အသိမောကိစ္စလေးတွင်ဝန်ထမ်းကိုရှိုင်းနေလို့ဝေဖန်ခံရတဲ့ပိုးချပြုခင်ရောက်ကြ။မင်္ဂလာပါရှင်။ဇန်အမေ channel ကကြိုဆိုပါရစေ။စိန်ဆိုင်ပိုင်ရှင်တထေးကြီးဖြစ်တဲ့ပိုးချပြုခင်ရဲ့ရောက်ကြဖြစ်သူအကိုထွန်းကတော့ဆိုင်ကဝန်ထမ်းကောင်းလေးကိုထိုးချက်ရိုက်နေခဲ့လို့ပြည်သက်တွေချာမှဝေဖန်စရာဖြစ်နေပါရစေ။ ဆိုင်ဝင်တဲ့ကောင်လေးဟာ TikTok ဗီဒီယိုရိုက်နေတဲ့အချိန်အကိုတွင်းရဲ့အရှင်မိန်းမနဲ့ရှားခဲ့တဲ့ကလေး၃ယောက်ထဲကအငယ်ဆုံးသမီးလေးကပါဝန်ထမ်းကောင်လေးနဲ့အတူတူ TikTok လိုက်ဆော့ခဲ့ပါတယ်အခုထွန်းကဝန်ထမ်းတွေကိုငကိုကလေးကစီကန်းထုတ်ထားပြီးတော့သူရဲ့သားသမီးတွေနဲ့ဝန်ထမ်းတွေ TikTok အတူမစော့ရဘူးဆိုတော့စီကန်းလည်းထုတ်ထားပါတယ်။အဲဒီနေ့ကတော့ဆိုင်ဝန်ထမ်းကောင်လေးက TikTok ဗီဒီယိုရိုက်နေတဲ့အချိန်အခုထွန်းရဲ့သမီးလေးကအတူတူလိုက်ကနေကြတာကြောင့်အခုထွန်းကဝန်ထမ်းကောင်လေးကိုဆူလိုက်ပါတယ်။ ဝန်ထမ်းကကလေးကတော်တော်ရှောက်တာပဲလို့ပြောလိုက်မိတာကြောင့်အကိုထွန်းကဝန်ထမ်းကောင်လေးကိုလက်သီးနဲ့ထိုးပြီးဆိုင်းကနေခွေးမောင်းတယ်လို့မောင်းထုတ်ခဲ့တယ်လို့သိရပါဗျ။ဝန်ထမ်းလေးကမကျေနပ်လို့တစ်တော့မှလိုက်လွင်ပြီးဖြေရှင်းခဲ့ပါဗျ။မမဟုတ်တဲ့ကိစ္စအသိမောလေးအတွက်နဲ့ဝန်ထမ်းကိုထိုးချိတ်ခဲ့တဲ့ပိုးချဖြူခင်ရဲ့ယောက်ျားဖြစ်သူအကိုထွန်းကတော့ပြိတ္တတွေကဝေဖန်နေကြပါဗျ။ပေါ်ချာဖြူခင်းနဲ့အကိုထွန်းတို့ကတော့ဝန်ထမ်းကောင်လေးကိုစိတ်ကျဉ်အောင်ပြန်လည်ညှိနှိုင်းခဲ့တာကြောင့်ပြန်လည်သွားကြပြီလို့ပေါ်ချာဖြူခင်းကပြောပါတယ်။